ဒေါက်တာတန်းထွန်းတွားရမြင့်ခကြီးကဝေသေးဤကလေးငယ်တွေအတွက်မွေးနေ့လုပ်ပေတာကအိဗယ်ရှိတယ်။ရွယ်သူကလေးတွေခေါ်ထားပြီးမွေးနေ့ကိတ်မုံကိုခွဲကြွေးကတားကြတချင်းဆိုကြလက်တော့တွေ ပေးကြနဲ့ပြောတာပေါ့။ဒါဖြစ်ရင်လူကြီးတွေမွေးနေ့လုပ်ကြတာကတော့ပြောတာပဲလားလို့စက်မေးပါမမေးလည်းပြောရမှာပဲ။ဥပမာလူလူတော်မှာမွေးနေ့ဆိုပါတော့29နိုဝင်ဘာ1918 ကျွန်တော်ကရန်ကုန်ကနေပြီးမပြတ်မကွက်ငွေနေလောက်တဲ့အမရပူရတောင်တမန်ဥပိန်တရာတောင်မင်းကြီးဖရားနဲ့ကဲ့ရဲ့တောင်လေးလုံးကြောင့်ဘုံကြီးဥပြကြဇောတကျွေးတဲ့ထမင်းကိုစားဖို့အချိန်မီရောက်အောင်လာခဲ့ရတယ်။ရန်ကုန်ကလာတာကုန်တဲ့အချိန်လာရတဲ့ဒုက္ခတုံးရတဲ့ခရီးတရိပ်တွေ့ကြည့်ပါ။ဘာကြောင့်ငွေကုန်လူပန်းဒီဒုက္ခကိုခံပါတယ်လဲ။လူလူတော်မှာဘက်ကဘယ်လိုစဉ်းစားတယ်လဲ။ စင်းသားပုံကိုအခုဒီမှာကျွန်တော်ရေးပြတယ်လို့တော့မှမပြောပါဒါပေမဲ့တစ်လုံးပြောနှလုံးပြောနဲ့အောက်မှာရေးပြထားတဲ့အတိုင်းအသေးပဲပါတဲ့သကပြေတစ်ခုထွက်လာပါတယ်၁မော်လမြိုင်ရန်ကုန်သခိုင်းမုံရရွှေဘူရန်ပန်ရခမြကြီးနားကလူရောင်ပါသေးတယ်သူတို့ဘာပြုလို့လာတယ်လဲ၂စာရေးကောင်းတဲ့စာရေးတရားတွေအများကြီးရှိပါတယ်သူတို့ရဲ့ဥတီချက်တွေလည်းသူတို့ဘာသာအထိုက်အလျောက်ကောင်းပါတယ် ဒါပေမဲ့မေတ္တာတရားရှိထားရမယ်။ကိုယ့်ကိုယ်စိတ်ဒုက္ခလူဒုက္ခတမျိုးတပုံရောက်အောင်နှောက်ယှက်သူကိုအာဃာတမထားပါ။အဲ့ဒါအပြင်အရိယံသူတွေပြတ်စည်းပါစေဆိုတဲ့စိတ်လည်းမရှိပါ။၃ဖိနှိပ်အားနဲ့တွန်းလှန်အားအပြန်လှန်ရှိတယ်။ဖိတလောက်ကန်နေ။ဒါပေမဲ့ဝီယောတိဖြစ်တဲ့အထိမလန့်မှုထိမ့်နိုင်နေ။တရှိကဂန္ဒီကြီးရဲ့အမှုနည်းနဲ့တားဆီးခြင်း passive resistant ဘက်ကပိုပြီးအားတာတယ်။ အချုပ်အပြည့်ဒီ၃ချက်ဟာအထောက်အဆုံဖြစ်ပါတယ်။ဒေါ်မာကလည်းဒီအာ၃အာကိုအပြည့်နဲ့မသုံးဆွဲပါ။ကျွန်တော်မွေးနေ့ 6AV 1923ကိုလည်းအမရပူရာတောင်လေးလုံးမှာလုတ်တယ်။ကျောင်းဆရာတဲ့အနည်း60ဆိုတော့အနေနဲ့ရရက်ကလူမျိုးမျိုးကလာကြတယ်။ဒါပေမဲ့ဒေါ်မာမွေးနေ့မှာလို့မော်လမြိုင်ကမြေကြီးနားတိကျဲပြန်းတဲ့နေရာကလူတွေမလာပါလူဦးရေလည်းဒေါ်မမွေးနေ့လောက်မများပါလာတဲ့လူတွေအများစုကတပည့်ဟောင်း ပညာရေးထာတန်ကဝန်ထမ်းတချို့အငိမ့်သားចောင်းပြတွေများတယ်ကျွန်တော်ကပကြီးဘပုဝါဒနာပါလို့ပကြီးဘပုလူကြီးလူငယ်တချို့ကိုလည်းလာတတ်ပါတယ်သူတို့ကဆရာဟောင်းမိတ်ဆွေဟောင်းကိုလာတွေ့တာကျွန်တော်ကတွေ့ကျင်နေဆိုတာလည်းသူတို့သိတယ်ကျွန်တော်ရဲ့အစွဲလမ်းတစ်ခုကရှေးဟောင်းမြန်မာတမိုင်းသူတေသနာဖြစ်တယ်ဒီလမ်းကိုငါလျှောက်တဲ့စွန့်စင်းတဲ့လောက်စွန့်ပါတယ်အသက်အရပြောရရင်တော့နေဝင်ချိန်ပေါ့ဒါပေမဲ့သူတေသနာမှာတော့ရှင်တန်လေးရဲ့ခုထိတက်ကြွနေသေးတယ် ဒါပေမဲ့မြင်းမူနာကစေရေးပကြည်ရှိတဲ့ဘုရားတဆုတဲကဝေတန်ရာသတ်မှာဝင်းကဘာကိုပြင်းနေတန်ရလို့ထွက်လာတဲ့ဝေတန်ရာမင်းကြီးကမြင်းလဲဆွဲတဲ့မြင်းတွေကိုပုံနာကိုလှူပေးတဲ့အခါမင်းလေးပါရုပ်ပုံရဲ့အောက်ကတွားရမြိခยีကဝေသေးဤခြေသားလင်းရင်ရှိကုန်ဤဆိုတဲ့အတိုင်းကျွန်တော်လျှောက်တဲ့ခยีကအများကြီးကြံ့သေးတယ်အသက်81နှစ်ဆိုတော့အလုံးလုံးချိန်နည်းလာပြီအဲ့ဒီအခါမှာ ုံးချောင်းရှောက်နေရရင်ခရီးမတွင်တော့ပါအဲ့ဒါကြောင့်ရလေးကစားတယ်လို့ငါဝင်ကိုမင်းတို့ဆက်တဲ့ပေးပါလို့ပြောချင်တာနဲ့ဝင်းနေဝဲလုတ်ဖြစ်တာဖြစ်ပါတယ်။တွားရမြစ်ခရီးကဝေသေးဤခွန် AV 2004